Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့အကြောင်းတွေကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်ဒီနေ့မှာ Ederson တို့ဘာလို့ကျွန်တော်က Matthias Cunha တို့အပြင်ကုသမားနဲ့ပတ်သက်တဲ့သတင်းတချို့လည်းကျွန်တော်ရထားတယ်ဒါလေးတွေကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်အားလုံးပဲမင်္ဂလာပါပထမဆုံးအနေနဲ့ကတော့ကျွန်တော်လက်ရှိမှာ ဒီဒါ Alfredo Alfredo ကနေပြီးတော့ report လုတ်ထားတဲ့သတင်းတစ်ခုရှိတယ်ပေါ့နော် Manchester United က Atlanta အသင်းရဲ့ Queen Lee ကစားသမားဖြစ်သူ Ederson ကိုခေါ်ယူဖို့အတွက်ဆက်သွယ်မှုတွေထပ်ပြီးတော့ပြုလုပ်နေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ် Atlanta ရဲ့ဘက်ကတော့ဒါပြီးခဲ့တဲ့နေရာဒီ United ကန်လန်းခဲ့ဘူးတဲ့ Euro 50ပေါ့နော်ဒါအာဒီဆိုတော့ Euro 50ထက်ပိုပြီးတော့ဗောနော်ဒါရဖို့အတွက်သူတို့မျှော်လင့်ထားတယ်ပေါ့ဗျာဆိုတော့ United ကပြီးခဲ့တဲ့နေရာဒီအပြောင်းအရွှေ့ကလည်း ကျွန်တော်ဒီအတ္တနာကွန်လင်းကစားမှာဖြစ်တဲ့အီရဇန်ကိုခေါ်ဖို့အတွက်ကျွန်တော်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ပုံစံမျိုးသူပြောထားတယ်ကျွန်တော်တော့မထင်ဘူးပြီးကလေးနေရာဒီပြောင်းရွှေ့ကကိုဒီတရားဝင်ကန်လန်းတာမျိုးတွေပါတယ်ပေါ့နော်ဟိုရှိခဲ့တယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အတ္တနာကွန်လင်းကစားမှာဖြစ်သူကိုဆိုတော့ဟိုကွန်လင်းကတော့ခေါ်မှာပဲအတင်းဘက်ကကွန်လင်းနဲ့ပတ်သက်ပြီးတော့ဘယ်ကစားမှာဖြစ်သူကိုရအောင်ခေါ်မလဲဆိုတာအခုချိန်ထိတော့ပုံတွေပြောလို့ရောက်တဲ့ကစားမမရှိသေးဘူးဗျ။ကွင်းလယ်မှာဆိုလို့ရင်အသင်းနဲ့အမှန်ကန်တဲ့ရင်ထွက်တဲ့ကစားမကလည်းကောင်းကောင်းမရှိသေးဘူး။ ရှိသေးဘူးဆိုတော့လက်ရှိမှာကျွန်တော်ဒီအက်ဒနနာကွန်လင်းစာမဖြစ်တဲ့ဒီအီဒီဆန်ကိုခေါ်မယ်ဆိုရင်တော့လည်းပဲတိတ်တော့ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ကိုဒီလိုချင်ပါတယ်ဆိုတော့ဒီ strong ဖြစ်ရမယ်ပြီးလို့ရှိရင် physical strong ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒါ jewel spine နေကျွန်တော်ကောင်းနေအဲ energy ဘိုင်းတွေ really ကောင်းနေပေါ့နော်ဒါရုံအားတူအားလေးကျွန်တော်တို့ကောင်းနေဆိုတဲ့ကစားမမျိုးကိုကျွန်တော်လိုချင်တာဆိုတော့ဒီကစားမကအဲ့လိုပုံစံမျိုးရှိတဲ့ကစားမပဲဆိုတော့ကြောင့်အသင်းနေဒီအဲ့ဒနာကွန်လင်းကစားမပြီးတဲ့ Edison ကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်တော့ ိတ်ပြီးတော့ဒါထူးခြားလာလိမ့်မယ်လို့တော့မထင်ဘူးထူးခြားလာလိမ့်မယ်ဆိုတော့ဒါထူးထူးဆန်းတဲ့တင်မဟုတ်တော့ဘူးဗောနော်ခဏတိုင်းကိုရီနဲ့တင်ကထွက်နေပြီးသားဟိုဒါပေမဲ့လို့အတင်းဘက်ကဆက်သွယ်မှုတွေထပ်ပြီးတော့လှုပ်ထားလေလို့ဒါကျွန်တော်တင်နေထွက်ထတာအခုချိန်ကြီးကျွန်တော်ဒီ UK based media တွေကနေပြီးတော့အထူးထူးခြားခြားလေးကျွန်တော်ပြောလာတာမရှိသေးဘူးဗောနော်ကျွန်တော်ရပိုင်းတော်တွင်ကျွန်တော်ဆက်ပြီးတော့ဆောင်းကြည့်ရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်ယူရိုပါလိဖိုင်နယ်ပွဲပြီးနောက်ပိုင်းမှသာအသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေကအများကြီး လို့ရောမလဲထီရောက်မှုရှိတဲ့တဲ့င်းတွေကိုတွေးရလိမ့်မလို့ကျွန်တော်ထင်တယ်အခုလောလောဆယ်တော့ Champions League ကိုတွေဝင်ဝင်ရမလားမရဘူးလားဆိုတာနဲ့ပတ်သက်ပြီးဘာမှမသိရသေးတဲ့အခြေအနေမျိုးဖြစ်တယ်เนาะအဲ့လိုမျိုးဆိုတော့ကစားမားတွေကတော့လာခြင်းမလားเนาะအကယ်လို့ကစားမားတွေကိုခေါ်ဖို့ကြိုးပမ်းတဲ့နေရာမှာအခက်ခဲသွားမလားလွယ်ကူလာမလားဒါက Champions League ဝင်ဝင်ရမရ Europa League Final မှာပိုဆွဲမဆွဲဆိုတဲ့ပုံမှာအများကြီးမူတည်နေတာဟုတ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီအသင်းဘက်ကပေါ့နော် Ederson ကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင် အတိုင်းအတာတစ်ခုတီးတော့သဆောင်ကြည့်ရအောင်မယ်။ Ederson ကိုအပြိုင်ခေါ်မဲ့အသင်းတော်ကျွန်တော်မတွေ့သေးဘူး။တန်90ဆိုတာတော့ဗျာ။ဘယ်လိုပြောမလဲ။အဲ့အညီနိုင်လို့ရတဲ့အချိန်မျိုးပါ။နော်အက်ဒန်လာကိုကျွန်တော်တို့ဒီအာမက်ဒီယာလူကိုလည်းအိုင်အန်ဒီခေါ်ခဲ့ဘူးတယ်။ Resman Whiteland ကိုခေါ်တော့ငါလည်းတန်90ကျော်မှတန်းစားလေးကျွန်တော်ပေးရတယ်။ဆိုတော့အသင်းဘက်ကတော့ဒီတစ်ခါမှာတန်90တောင်မှကျွန်တော်မပေးမဲ့ပုံစံမျိုးပဲကျွန်တော်ကတော့တိုင်းနာတခုဆွေးနွေးသင့်တယ်လို့ထင်တယ်အတန်း90ဆိုတာက Ederson လို့ player မျိုးတွေ့ဟိုဘယ်လိုပြောမလဲ တော်ကြီးဈေးကြီးလို့နေလို့ကျွန်တော်ထင်တယ်။ဣတဲဆန်းကမကောင်းမဟုတ်ဘူးမြန်တန်း90ကတော့ရိုင်းနာတခုကြီးများလို့နေပါတော့ဆိုတော့အတင်းဘက်ကလည်းကွန်းလိကစားမတယောက်ကိုခေါ်ပြီးကျူးပဲနေနေရမှာအဲ့လောက်တိငွေသုံးမှမလား။ဒါကလည်းရှိသေးတယ်ကျွန်တော်တို့ကစန်တဘက်တွေဝင်းဘက်တွေနေရိုနံပါတ်တွေစတရိုက်ကာတွေခေါ်ဖို့လူသေးတယ်ဆိုတော့ကစားမတယောက်အတွက်တန်း90သုံးဖို့ဆိုရင်ကိုညာလောက်ပဲကျွန်တော်တို့မြင်တယ်ဂျန်နေကစားမတွေကိုတန်း90တန်း60သုံးလိမ့်မယ်လို့မထင်ဘူးပေါ့နော်သို့တော်ပါလည်းပဲအတင်းဘက်ကထိရောက်တဲ့အပြောင်းအရွှေ့တွေလောက်လာမလားပဲကျွန်တော်စောင့်ကြည့်ရတော့မှာပေါ့လေ ဒါကအီရန်ဆန်နဲ့ပတ်သက်လို့ပေါ့ဗျာနောက်တစ်ခုကလည်းပဲကျွန်တော်တို့ကနဲရိုနံပါတ်10ပလေးယာဖြစ်ကစားလို့ရတဲ့ဒါဆင်မင်ညိုပေါ့နော်ဘုံမောင်းရဲ့တိုက်စစ်ကစားမှာဖြစ်သူဆင်မင်ညိုကိုမန်ချက်စတာယူနိုက်တက်ဘက်ကဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့ LS Cross ကနေပြီးတော့ report လုပ်ထားတယ်အဲဒီသတင်းကတော့ဟိုတော်တော်လေးကိုကျွန်တော်ကလည်း rumor ဆန်နေလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ဒီကစားမှာနဲ့ပတ်သက်လို့လေဒါပထမဆုံးသတင်းထွက်တာလည်းမဟုတ်တယ်လို့ကိုညာကိုအမှန်ကန်ခေါ်ဝေးကြိုးပမ်းနေတဲ့ချိန်ဒီမျိုးမှာ စီမင်ညိုတို့ဘာတို့ကိုအတင်းဘက်ကအဲ့လောက်ကြီးကြီးဦးစားပြီးကြိုးပမ်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဒီကစားမားနဲ့ပတ်သက်ပြီးတော့အများကြီးသတင်းပြောစရာကျွန်တော်မရှိဘူးနောက်တစ်ယောက်ကကျွန်တော်အနေနဲ့ဒီကိုသမားပေါ့လေ BBC ရဲ့သတင်းတောက်တစ်ယောက်ဖြစ်တဲ့ကျွန်တော် Simon Stone ပေါ့နော် Simon Stone က United တောင်ဝင်ရှိသူတွေရဲ့ဘက်ကကိုသမားအသစ်ခုံယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတဲ့အခါတွေတိုင်းမှာဘယ်ဂျီယန်ရဲ့ပေါ့နော်ကျွန်တော်သားကလပ်တင်တစ်ခုပြည့်တဲ့ Andrup ရှိတယ်ပေါ့နော် Andrup အတင်ရဲ့ကိုသမားဖြစ်သူ Lemans ကိုခေါ်ဖို့အတွက် အမြဲတမ်းပြောဆိုပြီးတော့ဆွေးနွေးလေးရှိတယ်ပေါ့အသင်းတောင်ရှိသူတွေအကြားမှာဆိုတော့အကယ်လို့မြန်နွေရသည်ပြောင်းရွှေ့မှာ United ဘက်ကဒီကစုံဂိုးသမားဖြစ်သူကိုခေါ်ဖို့ကြိုးပမ်းမယ်ဆိုလို့ရှင်လည်းပြတဲ့အန်အောစရာဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောထားတယ်ဟိုဘယ်လိုပြောမလဲဂိုးသမားကတော့ပေါ့နော်အသင်းဘက်ကခေါ်မှာပါဂိုးသမားတရားတော့ရောက်လာပါလိမ့်မယ်ဘာအဓိကတော့ LD Bayern ထွက်ကိုထွက်မှာမဟုတ်လို့ပဲ Andrew Unana မထွက်ဘူးဆိုလို့ရှင်တော့ Bayern ထွက်လိမ့်မယ်ပေါ့နော် Bayern က2026ခုနှစ်မှာဒီသူ ဘာဖလားကန်ကျင်နေပေါ့ဗျာတူတကီတူရနော်ဆိုတော့ United မှာဆက်နေမယ်ဆိုလို့ရှင်ပွဲကစား권မရတာပါညာနဲ့သူဘာကောင်းလဲလုံးမပြနိုင်ဘူးဆိုတော့သူ့အနေနဲ့နေရာရနိုင်ခြင်းရှိတဲ့အတင်ကိုသူပြောင်းကျင်နေဆိုတော့ဘိုင်နာမှမဟုတ်ဦးနနာမှမဟုတ်နှစ်ယောက်ထက်ကတယောက်တော့ထွက်မှာပဲအနည်းဆုံးကတော့ကန်ကောင်းရင်တော့ကိုရီနှစ်ယောက်သလိုထွက်မယ်မဟုတ်ထွက်မှာပေါ့ဗျာဒါပေမဲ့လို့ဘိုင်နာကထွက်ဖို့များတယ်ပေါ့နော်ဆိုတော့အဲ့လိုထွက်ပြီဆိုလို့ရှင်အတင်ဘက်ကဂူသမားတော့ပြန်အစားထိုးမှကျွန်တော်တို့ရမှာဆိုတော့အတင်အနေနဲ့ဒီလက်မန်စတိုဘာတလိုဂူသမားတွေကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်လည်း အံ့အားသင့်စရာကောင်းမဲ့တွေမှာမပါဘူးဆိုပြီးတော့ Simon Stone ကတော့ကျွန်တော်တို့ဒါ report လုပ်ထားတယ်စောင့်ကြည့်ရမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က Matthias Kunya နဲ့ပတ်သက်တဲ့အကြောင်းအရာပါ။ Kunya နဲ့ပတ်သက်တဲ့သတင်းတွေကတော့ဒီရာဒီမှာကျွန်တော်ပွားထားနေပြီပေါ့လေ။ဒါပေမဲ့လည်းလို့အသင်းဘက်ကတော့ဘယ်လိုပြောမလဲ။ Kunya ကိုအမှန်ကန်ခေါ်ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုရင်ညီကတို့မြင်နိုင်နေပေါ့နော်။ Matthias Kunya အတွက် Manchester United ကပေးချေမဲ့ပြောင်းရွှေ့ကြီးကပေါင်62ဒသမပေါ့နော်။5တန်းတိဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဒါအပြင် နောက်ထပ်ကျွန်တော်တို့က၅သန်းကိုလည်းအပူစုကြီးအဖြစ်ထည့်သွင်းထားတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ report ကလောက်ထားတယ်အဲဒါအပြင်เนาะအာဆင်နယ်ကဘယ်တော့ဒီကွန်ညာကိုခေါ်ဖို့အတွက်နောက်ကျမှကင်းလင်းခဲ့ပြီးတော့သူတို့လက်ရှိခေါ်ဖို့ကြိုးပမ်းခဲ့တယ်ဆိုတဲ့အချိန်မှာ United နဲ့နှုတ်အားဖြင့်သဘောတူညီမှုရရှိဖို့နောက်ဆုံးအဆင့်ကိုရောက်ပြီးနေပြီဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်အမ်ဘယ်လိုပြောရမလဲဗျာကျွန်တော်ကတော့ဒီလိုသတင်းတွေကိုယုံဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အတိုင်းအတာတစ်ခုထိစောင့်ကြည့်သင့်နေတယ်လို့ထင်တယ် ဒီလားအခုကဟိုလာတဲ့သတင်းတော့တွေကိုကျွန်တော်ကြည့်เนาะသတင်း source တွေကိုကြည့်တော့လေအဲ့လောက်ယုံကြည်ရတဲ့သူတွေမဟုတ်သေးဘူးဗျာသိတယ်မလားအဲ့လောက်ယုံကြည်ရတဲ့သူတွေမဟုတ်သေးဘူးဆိုတော့ယုံကြည်ရတဲ့သတင်းဌာနတွေကတင်မှပဲ United နဲ့သဘောတူညီရအောင်နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ဘာလို့နှုတ်အပြင်သဘောတူညီရအောင်နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ဘာလို့ကယုံကြည်ရလိမ့်မယ်လို့ကျွန်တော်ဂျင်နေတာအပြင်62.5သန်းအပြင်ပေါင်5သန်းဆိုတာကလည်းကုညာအတွက်ကျွန်တော်တို့မျှော်လင့်ထားတဲ့ဈေးကပိုကြီးနေတယ် ကိုညာနဲ့ပတ်သက်လို့ကျွန်တော်တို့ကတန်း50လောက်ထိပဲမျောလင့်ထားတာ55တန်းပေါ့ဗျာအလုံဆုံးအတင်းဘက်ကအဲဆိုတော့ဒါအပြင်ကစားမကိုယ်တိုင်ကလည်း Manchester United တင်ကိုပြောင်းခြင်းနဲ့ကိုရီလည်းပဲအမှန်ကန်ဘူပိုင်းနဲ့ကလန်မှုတွေပြုတ်လုံးမဲ့ကျိုးမတ်မယ်ဆိုရင်တော့ရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့တန်း60 80နီးပါးဖြစ်သွားရင်တော့အတင်းဘက်ကအဲ့လောက်ထိကျွန်တော်ကျိုးမတ်ပါတော့ကျွန်တော်ကတော့ကိုညာကပုံကိုဆိုင်ရသဘောတူညီမှုရဖို့အဲ့လောက်ထိခက်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးကိုရီနေနဲ့။နော်ဒီနီးပြပြသူ အမ်မိုရင်လည်းကျွန်တော်တော်တော်လေးသဘောကြားတယ်။ကွန်ညာကိုရန်လည်းကျွန်တော်ပြောင်းလာခြင်းနဲ့ဆိုတော့အတင်းဘက်ကတကယ်လို့ကျူးပန်းမင်းကျူးလဲကျူးလဲကျူးပန်းတာနေပေါ့နော်။အတင်းဘက်ကတကယ်ထိရောက်တဲ့ဒီဆက်သွယ်တွေသူတို့လှုပ်ထားပြီးသားဟုတ်။ဆိုတော့စာချုပ်ပါရောကြီးပြီးရနိုင်တဲ့အခြေအနေမျိုးဆိုတော့ကွန်ညာရဲ့အပြောင်းအလဲကအများကြီးဖြစ်လာနိုင်ခြင်းရှိတယ်။ဒါပေမဲ့လို့62တန်းလို့65တန်းလို့နော်ဆိုတာကဒီပုံကိုဆိုင်ရသဘောတူညီမှုရဖို့နောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုတာတွေကတော်တော်လေးကိုစိုးလုံးသေးတယ်လို့ကျွန်တော်ထင်တယ်။မဟုတ်လို့ရှိရင်တော့ကျွန်တော်တကြောက်ဆိုလို့ လို့ပြောမလဲတခြားယုံကြည်ရတဲ့ report တွေစီကနေကျွန်တော်တို့တွေ့ရမှာပဲနော်ဆိုတော့ဒါကြောင့်ဆောင်းတော့ကျွန်တော်တို့ကြည်တင်နေတယ်တူတူလေးပဲမတည့်ရကွန်ညာအတွက်အတင်းပတ်ကအပြောင်းရွှေ့ကြီးမှာယူရိုတန်း80တီကုန်ကျနိုင်ခြင်းရှိတယ်ဆိုတော့တင်းနေကျွန်တော်တို့ထွက်လာတယ်ညီကလေးနေရောဘလူမီညလည်းအတင်းနေဒီနေရာဒီပြောင်းရွှေ့မှာကဲပြုလုပ်တဲ့ကွန်ညာတို့ရဲ့အပြောင်းရွှေ့ဒီဘာတွေကိုသမအပြောင်းရွှေ့တွေကိုကျွန်တော်တို့လောက်သွားမယ်လို့ညီကလေးထင်ကြလားစွန့်နေကြပါအားလုံးကိုကြည်တင်များရတယ်ပါတယ်